ားလုံးပဲမင်္ဂလာပါဗျာ GDS Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့တင်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာတွေကတော့ UFC ရဲ့ဒီအခုလာမဲ့ UFC 323 event ပွဲစဉ်မှာရှင်ပြိုင်ထိုးသက်သွားတော့မယ့်ကျွန်တော်တို့ရဲ့ချင်းတိုင်းရင်းသား fighter လေး Joshua Ban အနေနဲ့ဒီပွဲစဉ်နဲ့ဘယ်လိုတွေပြင်ဆင်ထားလဲဒီပွဲစဉ်မှာဘယ်လိုတွေဖြစ်သွားနိုင်တယ်လဲဆိုတော့အနည်းငယ်ပွဲကြိုသုံးသက်ချက်တစ်ခုရဲ့အကြောင်း UFC ရဲ့ဒီ lightweight တန်းနဲ့ welterweight တန်းနဲ့တက်ကွမ်းချန်ပီယံကြီး Islam Makhachev champion ကပတ်ရသွားတဲ့အပေါ်မှာ weapon လီကန်နေကြတဲ့ fighter တွေရဲ့တုံသက်ချက်တွေနဲ့ Islam Makhachev တွေနဲ့ဘယ်လိုပြန်ပြီးတော့တုံ့ပြန်ထားသလဲဆိုတဲ့သတင်းတစ်ခုရဲ့အကြောင်းနဲ့ UFC ရဲ့ဒီ bantamweight တန်း champion ကြီး Mira Dvlishev အနေနဲ့အခုလာမဲ့ UFC 323 event ပွဲစဉ်မှာရှင်ပြိုင်ထိုးတက်သွားရမယ့်ပွဲစဉ်မှာသူ့အနေနဲ့ဒီပွဲစဉ်ပြီးသွားရင်နောက်ထပ် weight တန်းတစ်ခုကိုတက်နိုင်လားစတဲ့တုံသက်ချက်တွေကိုစူးစိတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ် ပထမဦးဆုံးအနေနဲ့တင်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာကတော့အခုလာမယ့်ဒီဇင်ဘာလမှာရှင်ပြိုင်ထိုးသက်သွားတော့မယ့် UFC 323 event ပြိုင်ပွဲပွဲစဉ်မှာရှင်ပြိုင်ထိုးသက်သွားတော့မယ့်ကျွန်တော်တို့ရဲ့ချင်းတိုင်းရင်းသား fighter လေး Joshua Ban နေနဲ့ဒီပွဲစဉ်မှာသူ့အနေနဲ့အနီးကပ်ဘလိုရီပြင်ဆင်ထားတယ်လဲဆိုတဲ့အကြောင်းပြီးတော့သူ့ရဲ့ပွဲချိုစကားတန်းစတဲ့အကြောင်းအရာတွေကိုတုံးသက်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ် UFC 323 event ပွဲစဉ်ဟာဆိုလို့ရှိရင်တော့အခုလာမယ့်ဒီဒီဇင်ဘာလ6ရက်နေ့မှာရှင်ပြိုင်ထိုးသက်သွားကြတော့မှာဖြစ်ပြီးတော့ကျွန်တော်တို့ပရိသတ်တွေအနေနဲ့အခုချိန်ကနေစပြီးတော့တွက်မယ်ဆိုလို့ရှိရင်18ရက်သာကြန့်ရှိတော့တဲ့အနေအထားဖြစ်ပါတယ်မြန်မာချိန်နဲ့တွက်မယ်ဆိုလို့ရှိရင်တော့16ရက်လောက်ကြန့်ရှိနေသေးတဲ့အနေအထားမှာကျွန်တော်တို့ရဲ့ချင်းတိုင်းသား fighter လေး Joshua Ban နေနဲ့ကအင်မတန်မကိုပွဲစဉ်နဲ့နီးကပ်နေပြီဖြစ်တယ်လို့ပြောရမှာပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ပရိသတ်တွေအနေနဲ့ Joshua Ban ကို social media ပေါ်မှာတိတ်ပြီးတော့မတွေ့ရတော့ဘဲနဲ့သူ့အနေနဲ့အခုချိန်မ ှာအနည်းငယ်အကောင်းဆုံးစ조사ပြင်ဆင်နေတယ်ဆိုတာကိုသိရပါတယ်။ဂျိုရှွာဘန်နီနဲ့နောက်ဆုံးရှင်ပြန်ထိုးသက်သွားခဲ့တဲ့ပွဲစဉ်ကတော့ပြီးခဲ့တဲ့ဒီဂျွန်လ28ရက်နေ့မှာကျင်းပသွားတဲ့ UFC 330 event ပြိုင်ပွဲပွဲစဉ်မှာသူ့အနေနဲ့ရှင်ပြန်ထိုးသက်သွားခဲ့တာဖြစ်ပြီးတော့အဲ့ဒီပွဲစဉ်မှာ UFC ရဲ့ဒီ Bantam sorry flyweight တန်းကနံပါတ်1နေရာက fighter ဖြစ်တဲ့ Brandon Rovell ကိုသူ့အနေနဲ့အကောင်းဆုံးပုံစံနဲ့ရှင်ပြိုင်ထိုးသက်နိုင်ယူခဲ့ပြီးတော့အဲ့ဒီနေ့မှာပဲသူက Champion စင်ခေါ်ခွင့်ရရှိခဲ့တာပဲဖြစ်ပါတယ်။ UFC ရဲ့ Flyweight Dan Champion ကြီး Alexandre Pantoja ပွဲစဉ်ထိုးသက်ပြီးသွားတဲ့နောက်မှာသူ့အနေနဲ့ကွင်းထဲထိဝင်ပြီးတော့ Alexandre Pantoja ကိုဝင်ရောက်စင်ခေါ်ခဲ့ပြီးတော့အဲ့ဒီပွဲစဉ်မှာပဲသူက Champion စင်ခေါ်ခွင့်ကိုထိုက်တဲ့တဲ့နဲ့ရရှိသွားတယ်လို့ပြောရမှာပဲဖြစ်ပါတယ်။ ဆိုတော့အဲ့ဒီအချိန်တွေကနေစပြီးတော့ဂျိုရှူအာဘန်နီနဲ့ချန်ပီယံကပတ်စင်ခေါ်ပွဲအတွက်သူ့အနေနဲ့ပြင်ဆင်လာခဲ့တာဟာဆိုလို့ရှိရင်ကျွန်တော်တို့ပရိသတ်တွေအနေနဲ့ချန်ပီယံကပတ်စင်ခေါ်ပွဲရှင်ပြိုင်ထိုးသက်ဖို့အတွက်နှစ်ပတ်အလိုလောက်သာကြံရှိတော့တဲ့ဂျိုရှူအာဘန်ရဲ့ပွဲစဉ်ကိုကျွန်တော်တို့စောင့်ကြည့်သွားရတော့မှာပဲဖြစ်ပါတယ်ဆိုတော့ဂျိုရှူအာဘန်နီနဲ့ဘယ်လိုတွေပြင်ဆင်ထားနိုင်တယ်လဲဆိုတဲ့အကြောင်းကိုကျွန်တော်တို့အရင်ဆုံးတုံ့သက်ကြည့်ရအောင်ပါ ကျွန်တော်တို့ရဲ့ဒီချင်းဖိုက်တာလေးဂျိုရှူအာဘန်အနေနဲ့သူကဘောက်ဆင်ကိုခြေခံ ပြီးတော့ကစားတဲ့ကစားသမားဖြစ်ပြီးတော့သူ့ရဲ့ဘောက်ဆင်စကီးတွေကတော်တော်လေးကိုကောင်းတဲ့အနေထားမှာရှိတယ်လို့ပြောလို့ရပါတယ်ဖလိုင်းဝိတ်တန်းမှာဆိုလို့ရှိရင်ဂျိုရှူအာဘန်ကသူ့ရဲ့ဒီလက်သီး significant strike ကအမြန်ဆုံးဖြစ်တယ်လို့ပြောရမှာဖြစ်ပြီးတော့သူ့အနေနဲ့ UFC အဖွဲ့အစည်းတစ်ခုလုံးမှာလည်း fastest significant strike ဆိုတဲ့ စံချိန်တစ်ခုကိုလည်းတင်ထားပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့လို့ဂျိုရှူအာဘန်အနေနဲ့ကသူ့အနေနဲ့ဒီ boxing ကိုအခြေပြုပြီးတော့ကစားရကစားသမားဖြစ်တဲ့လက်သီးကလည်းတော်တော်လေးသွက်တယ်သူ့အနေနဲ့အလဲထိုး power ကလည်းအနည်းငယ်နောက်ပိုင်းမှာပို့ပြီးတော့တိုးတက်လာတဲ့ fighter တယောက်ဖြစ်တယ်လို့မှတ်ယူထားရမှာပဲဖြစ်ပါတယ် ဆိုတော့ပြောရမယ်ဆိုရင်သူ့ရဲ့ကစားပုံကစားနည်းက striking ဘိုင်းမှာအခြေပြုတဲ့ကစားသမားဖြစ်ပြီးတော့သူ့ရဲ့ base အားကစားကတော့ boxing ဖြစ်ပါတယ်ဆိုတော့ Joshua Ban အနေနဲ့ Alexandre Pantoja နဲ့ရှင်ပြိုင်ထိုးသက်သွားမဲ့အခါမှာဘယ်လိုတွေပြင်ဆင်သင့်တယ်လဲဆိုလို့ရှိရင်တော့ကျွန်တော်ပြိသက်ဦးအနေနဲ့ဒီသုံးသက်မိတာကတော့ Alexandre Pantoja က grappling ကိုအခြေခံပြီးတော့ sore fighter ဖြစ်ပါတယ် Brazil နိုင်ငံသား fighter တူဖြစ်တဲ့အတွက်ကြောင့်မလို့သူ့အနေနဲ့ Brazilian Jiu-Jitsu ကတော့သူ့ရဲ့ base အားကစားဖြစ်တာကတော့ထူးခြားတာမရှိပေမဲ့ ဲ့ဘရာဇီလီယန်ဂျူဂျစ်ဆူမှာသူကအကောင်းဆုံးပုံစံနဲ့ပုံဖော်ပြီးတော့သူ့ရဲ့ပြိုင်ဘက်ဖိုက်တာတွေကိုအနိုင်ယူတတ်တာကသူ့ရဲ့ထူးခြားချက်ဖြစ်ပါတယ်။ဒါ့အပြင်လက်ဇန်ဒရီပန်ဒိုဟာအနေနဲ့ထပ်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင် experience ရှိတဲ့ fighter တွေ့ကြုံရှိတဲ့ fighter ဖြစ်တဲ့အတွက်ကြောင့်မလို့ဂျိုရှူအာဘန်အနေနဲ့ကောင်းကောင်းကြီးတတိထားပြင်ဆင်ရမှာပဲဖြစ်ပါတယ်။ ပထမတစ်ပိုင်းကိုပြောမယ်ဆိုလို့ရှိရင်တော့ Joshua Barnett ဒီ takedown defense အပိုင်းမှာသူ့အနေနဲ့အကောင်းဆုံးပြင်ဆင်သွားရမှာဖြစ်ပြီးတော့ဒီ Alexandre Pando Harbert ကနေပြီးတော့သူ့ကို pressure ပေးပြီးတော့ကစားလာမယ် ground game man ကိုကာကွယ်နိုင်ဖို့အတွက် Joshua Barnett နဲ့အဓိကပြင်ဆင်ရမှာဖြစ်ပါတယ်။နောက်ထပ်ပြင်ဆင်ရမယ့်အချက်ကတော့ Joshua Barnett နဲ့တက်လုံပိုင်းကိုပြင်ဆင်ရမှာပဲဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့တစ်ဖက်က grappler fighter ဖြစ်တဲ့အတွက်ကြောင့်မလို့ ground game man မှာပဲသူကအာယုံထားပြီးတော့စော့မယ်ဆိုလို့ရှိရင်ပွဲချိန်ကကြာသွားနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ငါးကြီးထိုးမဲ့ပွဲ မှာသူ့အနေနဲ့ဆယ်ကြီးအထိတက်လုံလောက်ပြင်ဆင်ထားဖို့လိုမှဖြစ်ပြီးတော့နဘက်ကဝင်လုံးတဲ့အခါမှာကိုကတက်လုံမကျသွားဖို့ကအရေးကြီးပါတယ်ဒါမှသာလျှင်ချုပ်ကွက်နဲ့အရှုံးမပေးရမှဖြစ်ပြီးတော့အကောင်းဆုံးပုံစံနဲ့ပြန်ပြီးတော့သူကယုံထလာနိုင်ပြီး stand 5ပိုင်းကိုပြန်ခေါ်နိုင်မယ်လို့ကျွန်တော်တို့လည်းသုံးသပ်မိပါတယ်ဆိုတော့ Joshua Van အနေနဲ့ကျွန်တော် Breathed ဦးအနေနဲ့သုံးသပ်တာတော့ဒီလောက်ဖြစ်နေပြီဆိုလို့ရှိရင် သူကထိုးရမယ့် fighter ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ ground game ဘက်မှာသူ့အနေနဲ့ များကြီးအကောင်းဆုံးပြင်ဆင်လာမယ်လို့မျှော်လင့်မိပါတယ်။နှစ်ပတ်သာလိုတော့တဲ့အနေအထားမှာဂျိုရှုဟာဘန်အနေနဲ့ဒီသူ့ရဲ့တက်လုံပိုင်းကိုပြင်ဆင်ရမယ်။ပြီးတော့ ground game ကိုပြင်ဆင်ရမယ်စတဲ့အချက်တွေတော့သူ့အနေနဲ့အကောင်းဆုံးစ조사ပြင်ဆင်လောက်ပြီးပြီလို့ကျွန်တော်အနေနဲ့သုံးသပ်မိပါတယ်ဒါအပြင် Alexandre Pando ဟာအနေနဲ့က Joshua Ban အနေနဲ့တိတ်ပြီးတော့အရန်မောင်းမကွာလှတဲ့ fighter ဖြစ်တဲ့အတွက်ကြောင့်မလို့ Joshua Ban အနေနဲ့အနေငယ် weight ပိုတင်ထားနိုင်ရင်ပို့ပြီးတော့ကောင်းပါတယ်ဒါမှသာလင်းပို့ပြီးတော့လက်သီး power ထွက်မှာဖြစ်ပြီးတော့တစ်ဖက်ပြန်ဖက် fighter ကသူ့ကိုဒီတိတ်တောင်းရယူတဲ့အခါမှာသူကကောင်းကောင်းကာကွယ်သွားနိုင်မှာပဲဖြစ်ပါတယ်ဆိုတော့အဲ့ဒီချက်တွေကတော့အဓိကလုံရမယ့်အချက်တွေဖြစ်ပြီးတော့ကျွန်တော်အနေနဲ့ Joshua Ban ကတော့ဒီချက်တွေကိုလုံးဝလုပ်ပြီးလောက်ပြီးလို့ လို့တိကျယုံကြည်မိပါတယ်။ဆိုတော့ Lessonry Bandu ဟာ Champion ကြီးနေကရောဘယ်လိုမျိုးပြင်ဆင်ထားနိုင်တယ်လဲဘယ်လိုမျိုးပွဲထွက်လာနိုင်တယ်လဲဆိုပြီးတော့ကျွန်တော်အနေနဲ့တုံ့တက်ကြည့်ချင်ပါတယ်။ Champion ကြီး Bandu ဟာအနေနဲ့ကရောသူက UFC ဖွဲ့စည်းမှာသူကချန်ပီယံကြီးလည်းဖြစ်တဲ့ Flyweight တန်းမှာလည်းသူကရှင်ပြိုင်ထိုးသက်လာတာကြာပြီဖြစ်တဲ့ကစားသမားတူလည်းဖြစ်တယ်။ပြီးတော့သူ့အနေနဲ့ကဒီအတွေ့အကြုံကလည်းတော်တော်လေးကိုများနေတဲ့အတွက်ကြောင့်မလို့ Joshua Ban ကိုသူ့အနေနဲ့သူ့ရဲ့စိတ်ထဲမှာတော့အသာလေးအနိုင်ယူနိုင်လောက်မယ်ဆိုပြီးတော့ဂျိန်းဒီပေါက်ထရထားလောက်တယ်လို့ကျွန်တော်အနေနဲ့သုံးသပ်မိပါတယ်။ Joshua Ban အနေနဲ့ကဒီ MMA လောကထဲကိုစတင်ဝင်ရောက်လာတာ9နှစ်လောက်ပဲရှိတဲ့ကာလမှာ Legendary Bandova အနေနဲ့ကတက်တော်ရှိ Fighter ကြီးဖြစ်နေတဲ့အတွက်ကြောင့်မလို့အတွေ့အကြုံကတော့ဂျိန်းဒီပေါက်များပါအမှန်ပါပဲ။ ်ပြီးတော့ကျွန်တော်နောက်ထပ်ပြောရမယ်ဆိုလို့ရှိရင်ကုနာကပြောထားတဲ့အချက်လက်ပဲဖြစ်တဲ့ grappling ဘိုင်းမှာလေ Alexandri Pando ဟာကအများကြီးပို့ပြီးတော့တားတဲ့အနေထားရှိပါတယ်ဆိုတော့ Alexandri Pando ဟာအနေနဲ့အဓိကအားဖြင့်တော့သူက grappling ဘိုင်းမှာပို့ပြီးတော့အဆင့်မြင့်လာမယ်လို့ကျွန်တော်အနေနဲ့သုံးသပ်ယူဆမိပြီးတော့ Joshua Ban ပြင်ဆင်လာတာတက်ကိုသူကပို့ပြီးတော့ပြင်ဆင်လာနိုင်ပါတယ်ပြီးတော့နောက်တစ်ချက်ရှိတာက Stand 5ဘိုင်းမှာလေ Joshua Ban ကိုရှင်းနိုင်ဖို့အတွက်သူ့အနေနဲ့ ဒါလေ့ကျင့်ပြင်ဆင်လာရမှာပဲဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့အကယ်၍ Joshua ဘန်ကအကောင်းဆုံးပြင်ဆင်လာခဲ့လို့ take down defense တွေအရန်ကောင်းနေတယ်ဆိုရင်သူ့အနေနဲ့လုံးဝမဖြစ်မနေရှင်ထိုးရမှာပဲဖြစ်ပါတယ်။အဲ့ဒီလိုမျိုးသားရှင်ထိုးခဲ့မယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ချင်းဖိုက်တာလေးကပို့ပြီးတော့ဒီ Stanford မှာအားသာတဲ့ဖိုက်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒါအနိုင်ယူရရှိသွားနိုင်နေတာဖြစ်ပါတယ်။ဘာပဲပြောဒီပွဲစဉ်ကတော့ကျွန်တော်အနေနဲ့ Alexandri Pandoha ကိုတော့အနည်းငယ်ပို့ပြီးတော့အားသာတယ်လို့ခန်းစားမိတာဟုတ်အမှန်တိုင်းတော့ပြောရမှာပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းဒီ MMA ပွဲစဉ်တွေဆိုတာမထင်မှတ်ထားတာတွေအများအားဖြစ်သွားနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ Joshua Ban နေကလည်းအနိုင်ယူရရှိနိုင်တဲ့အခွင့်အရေးကလည်းရှိနေတယ်လို့သတ်မှတ်မိပါတယ်။ဆိုတော့ပြည်သက်တွေနေနဲ့ကျွန်တော်ပြောထားတဲ့အချက်လက်တွေပေါ်မှာမူတည်ပြီးတော့ Alexandri Pandoha နဲ့ Joshua Ban တို့ရှင်ပြိုင်ထိုးသက်သွားမဲ့ပွဲစဉ်မှာဘယ် fighter ကအနိုင်ယူရရှိသွားနိုင်တယ်လဲဆိုတာကို comment မှာဆွေးနွေးတုံ့တက်ပေးခဲ့ ကြပါမယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာကတော့ UFC ရဲ့ဒီ lightweight တန်းနဲ့ welterweight တန်း champion ကြီး Islam Makhachev အနေနဲ့ champion ကပ်ရရှိသွားတဲ့အပေါ်မှာ fighter တွေရဲ့ဒီပွဲပြီးသုံးသက်ချက်စကားတွေနဲ့ အစ္စလာမ်ခါရှက်တွေနဲ့ဘယ်လိုပြန်ပြီးတော့တုံ့ပြန်ပြောဆိုခဲ့တယ်လဲစတဲ့အကြောင်းအရာတွေကိုသုံးသပ်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဆိုတော့အစ္စလာမ်ခါရှက်အနေနဲ့ဒီပြီးခဲ့တဲ့ဒီတင်ကွန်းနေနေကတော့သူရှင်ပြိုင်ထိုးသက်သွားခဲ့တဲ့ပွဲစဉ်မှာ Jack Dallan Mandelena ကိုသူ့အနေနဲ့အကောင်းဆုံးပုံစံနဲ့ရှင်ပြိုင်ထိုးသက်ပြသွားနိုင်ခဲ့ပြီးတော့လုံးဝကို Dominance ပုံစံစစ်စစ်နဲ့ကစားပြသွားခဲ့တာကိုတွေ့ရမှာပဲဖြစ်ပါတယ် ဖစ်လာမာကာရှက်အနေနဲ့အဲ့ဒီပွဲစဉ်မှာအဓိကကျွန်တော်ချီးကျူးချင်တာကသူ့ရဲ့ striking skill ဖြစ်ပါတယ်။သူ့အနေနဲ့ဒီ JDM ထက်ပိုပြီးတော့နိုင်တဲ့ striking skill ရှိတယ်ဆိုပြီးတော့ဒီပွဲသုံးသက်သူတွေတော်တော်များများကသုံးသက်ခဲ့ကြပြီမဲ့တကယ်တမ်းပွဲထိုးသက်တဲ့အခါမှာ JDM ကိုသူ့အနေနဲ့ striking ဘိုင်းမှာလည်းကောင်းကောင်း pressure ပေးထားနိုင်ခဲ့ပြီးတော့သူ့ရဲ့ low kick တွေကတော်တော်လေးကိုကောင်းမွန်ပြီးတော့ JDM ကိုဒီ movement ပါနှေးသွောင်းအောင်လုပ်ပြနိုင်ခဲ့တာကိုတွေ့ရမှာပဲဖြစ်ပါတယ်။ဒါအပြင် grappling skill ကိုပြောမယ်ဆိုလို့ရှိရင်လည်းဒီ grappling mic မှာ Islam Makashef အနေနဲ့ JDM ကိုလုံးဝကိုတုံ့လို့မရအောင်သူ့အနေနဲ့ဒီ aggressive wrestling ပုံစံမျိုးနဲ့တောက်လျှောက်ဖိထားခဲ့တာဖြစ်ပြီးတော့အကောင်းဆုံးပုံစံနဲ့ရှင်ပြန်ထိုးသက်ပြသွားတာကိုဖြစ်ပါတယ်။ဒါကတော့အားကစားသမားဘက်ကအမြင်ဖြစ်ပြီးတော့ပြိတ္တဘက်ကကြည့်မယ်ဆိုလို့ရှိရင် ်ဒီပွဲစဉ်ကအဲ့လိုမျိုးတောက်လျှောက်ကို aggressive wrestling ပုံစံမျိုးနဲ့ကစားနေတဲ့အတွက်ကြောင့်မလို့သူ့နေတော်တော်လေးကိုပြင်းဖို့ကောင်းတဲ့ပွဲစဉ်တစ်ပွဲဖြစ်တယ်တောက်လျှောက်ကိုလိုက်ပြီးတော့ဖတ်ထားတဲ့ပွဲစဉ်တစ်ပွဲဖြစ်တယ်ဆိုပြီးတော့ပြောနေကြတာလည်းရှိပါတယ်အဲ့ဒီကမှနှစ်တက်ကွမ်းချန်ပီယံကြီးပထမဦးဆုံးဖြစ်ခဲ့သူ Conor McGregor ကတော့ Islam Makhachev တက်သူကပို့ပြီးတော့ဆွဲဆောင်မှုရှိတဲ့ fighter သူ့ကို Islam Makhachev ကဘလို့မှကြော်ဖို့မဖြစ်နိုင်သေးဘူးဆိုပြီးဝေဖန်ခဲ့ပါတယ်ဒါပေမဲ့တခြား fighter တွေကတော့ Islam Makhachev ကို congratulation ပြုလုပ်ပေးခဲ့ကြပြီးတော့ Islam Makhachev အနေနဲ့သူ့ရဲ့နောက်ထပ်ပြိုင်ဘက် fighter ဖြစ်လာမဲ့ fighter တွေစီကလည်းကြီး ယူစကားတွေရရှိခဲ့တာဖြစ်ပါတယ်အဒီနေကပဲရှင်ပြိုင်ထိုးသက်သွားခဲ့တဲ့ဖိုက်တာဖြစ်တဲ့ကာလော့စ်ဘရာဒက်ဆိုလို့ရှင်အစ္စလာမာခက်ရှက်ဖြစ်ငါကမင်းအတွက်တိတ်တောင်ရယူဖို့လွယ်ကူတဲ့ပြိုင်ဘက်ဖြစ်ပါတယ်ဒါကြောင့်မဟုတ်လို့ငါကိုမင်းရှင်ပြိုင်ထိုးသက်ဆမ်းမှာဆိုပြီးတော့စင်ကော်ထားတာကိုလည်းတွေ့ရမှာဖြစ်တယ်ပြီးတော့အီလီယာတော်ဘူရီယာအနေနဲ့ကလည်း GDM ရဲ့ performance ကတော်တော်လေးကိုညံ့တယ်သူ့အနေနဲ့နှပန်းကိုအကောင်းဆုံးကြိုးစားပြင်ဆင်ဖို့လိုအောင်မယ်အစ္စလာမာခက်ရှက်ကိုဒီလိုပုံစံနဲ့နိုင်ရရှိမှာမဟုတ်ဘူးဒါပေမဲ့အစ္စလာမာခက်ရှက်ကိုသူကတော့ဂျင်းတီပေါက်လဲထိုးပြသွားမယ်ဆိုပြီးတော့လည်းပြောထားလာခဲ့တာပဲဖြစ်ပါတယ် အရှိလောလောဆယ်မှာတော့အစ္စလာမ်မာကရှက်တင်တွေတော်တော်လေးကိုဟော့နေတယ်လို့ပြောရမှာဖြစ်ပြီးတော့သူ့ကိုနိုင်ရရှိဖို့အတွက်ရှင်ပြိုင်ထိုးသက်မယ်ဆိုလို့ရှိရင်တော့တော်တော်လေးကို Fighter Region နဲ့စူးစမ်းရအောင်မှာဖြစ်ပြီးတော့အစ္စလာမ်မာကရှက်တွေကလက်ရှိလောလောဆယ်မှာပေါင်းဖောင်းနံပါတ်1 Fighter နှစ်ထပ်ကွန်းချန်ပီယံ Fighter ပြီးတော့ Lightweight တန်းမှာချန်ပီယံကပတ်ကိုအများဆုံးကာကွယ်ပြသွားတဲ့ Fighter ပြီးတော့16ပွဲဇက်တိုက်နိုင်ထားတဲ့ Fighter စတဲ့ record တွေကိုသူကတင်ထားပြီပဲဖြစ်ပါတယ်။သူ့အနေနဲ့ဒီကျွန်တော်ပြောချင်တဲ့16ပွဲဇက်တိုက်နိုင်ထားတဲ့ record ကတော့ဒီ UFC ရဲ့ရင်နှုန်းက Brazil Spider ကြီး Anderson Silva တင်ထားခဲ့တဲ့ record ဖြစ်ပါတယ်။ ။ဒါကြောင့်မို့လို့အစ္စလာမ်မာဂါရှက်ဖ်ကနေပြီးတော့သူ့ကိုစင်ခေါ်တဲ့ဇာတ်ရည်၊သူ့ကိုပုတ်ချတဲ့ဇာတ်ရည်ကိုပြန်ပြီးတော့တုံ့ပြန်ပြောဆိုလာခဲ့တာကအခုချိန်မှာသူကကမ္ဘာကအကောင်းဆုံးဖိုက်တာတွေကတယောက်ဖြစ်တယ်။ပြီးတော့အဲ့ဒီထဲမှာလည်းသူက record တွေအများကြီးတင်ပြထားနိုင်တဲ့ဖိုက်တာဖြစ်တယ်။အဲ့တော့ဘယ်သူတွေပြောပြောသူ့အနေနဲ့ game မဆိုင်ဘူး၊သူရမ်းပျော်တယ်၊သူဖြစ်ချင်တဲ့ဆန္ဒတွေဖြစ်တယ်။ light weight champion ဖြစ်ရမယ်၊ water weight champion ဖြစ်ရမယ်၊ပြီးတော့နှစ်ထပ်ကွန်း champion လည်းဖြစ်ရမယ်။ပြီးတော့ pound for pound number 1 fighter လည်းဖြစ်ရမယ်။စရတဲ့သူ့ရဲ့ goal တွေကတော့လုံးဝကိုပြည့်စုံကုန်လုံသွားပြီဆိုပြီးသူကတုံ့ပြန်ပြောဆိုလာခဲ့တာပဲ ဖြစ်ပါတယ်။ တကယ်တမ်းအမှန်တရားကိုလက်ခံရမယ်ဆိုရင်လည်းအစ္စလာမ်မာဂါရှက်ကိုလက်ရှိလောလောဆယ်မှာလိုက်ဝိတ်တန်းမှာကြော်နိုင်တဲ့ fighter လုံးဝမရှိသေးဘူးဆိုတာလက်ခံရမှာဖြစ်ပြီးတော့သူ့ကိုရှင်ပြိုင်ထိုးသက်သွားမဲ့ Elia Topuria တို့ပြီးတော့ဒီ Wallaway တန်းက Shafkat လို့ fighter တွေ Carlos Brothers လို့ fighter တွေစတဲ့ fighter တွေကတော့သူနဲ့ရှင်ပြိုင်ထိုးသက်ခွင့်ရဖို့စောင့်စားရအောင်မှာဖြစ်ပြီးတော့ ။အစ္စလာမခါရှက်အနေနဲ့ကလည်းကျွန်တော်ထင်ထားသလိုဝါတာဝေးဒန်ချန်ပီယံကပတ်ရပြီချက်ချင်းနားယူသွားတာမျိုးမဟုတ်ပဲချန်ပီယံကပတ်ကို defend လုပ်သွားအောင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ပွဲကောင်းပွဲကျန်တဲ့ပွဲကိုတော့ကျင်းသေးပါကျွန်တော်တို့စောင့်ကြည့်သွားရအောင်မှာပဲဖြစ်ပါတယ်။ဆိုတော့အစ္စလာမခါရှက်နဲ့ပတ်သက်ပြီးတော့သုံးသက်ပြောဆိုလာတဲ့ဇာတ်ရည်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပြည်သက်တွေနဲ့ဘယ်လိုမျိုးထင်မြင်ယူဆမိသလဲပြီးတော့သူတို့ပြောသလိုမျိုးတကယ်ကိုပြင်းဖို့ကောင်းတဲ့ကစားပွဲလားပြီးတော့အစ္စလာမခါရှက်ကိုနောက်ထပ်ပဲဖိုက်တာနဲ့တွေ့ဆုံစေချင်တယ်လဲစတဲ့အကြောင်းအရာတွေကိုကျွန်တော်တို့ဒီလိုပြည်သက်တွေ comment မှာဆွေးနွေးပေးခဲ့ဖို့ဖိတ်ခေါ်ပါတယ် နောက်ဆုံးအနေနဲ့တင်ဆက်ပေးသွားခြင်းနဲ့ကျွန်တော်ကတော့ UFC 323 event ပွဲစဉ်ရဲ့ main event ကောင်ပွဲပွဲစဉ်တွေနဲ့ထိုးသက်သွားမယ် UFC ရဲ့ဘန်နမွေတန်းချန်ပီယံကြီး Merab Dvlishev ရဲ့ပွဲစဉ်အကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ Merab Dvlishev အနေနဲ့သူက UFC ရဲ့ဒီဘန်နမွေတန်းမှာတော်တော်လေးကိုပွဲချမ်းပြထားခဲ့တဲ့ကစားသမားတူဖြစ်ပြီးတော့သူ့အနေနဲ့သူကသူ့ရဲ့ချန်ပီယံကပတ်ကိုရရှိချိန်ကလေးကနေစပြီးတော့အခုချိန်ထိဆိုရင်သူက3ချိန်တိတိကာကွယ်ပြထားပြီးပြီပဲဖြစ်ပါတယ်။ သူကသူ့ရဲ့ဗန်ဒမွေတန်းချန်ပီယံကပတ်ကိုအရင်တော့ကဗန်ဒမွေတန်းချန်ပီယံအဟောင်းရှောင်းအိုမဲလီစီကနေရရှိခဲ့တာဖြစ်ပြီးတော့အဲ့ဒီချိန်တွေကနေစပြီးတော့သူကရှောင်းအိုမဲလီနဲ့တပွဲဦးမာနိုမာဂိုမက်ဒွန်နဲ့တပွဲကိုရီဆန်ရေကန်နဲ့တပွဲသူက၃ပွဲတိတိကာကွယ်ပြထားပြီးဖြစ်ပြီးတော့2025ခုနှစ်အတွင်းမှာသူ့ရဲ့ ီစတုဒ္ဒရာဂျင်မြောက်ချန်ပီယံကပတ်ကာကွယ်ပွဲပွဲစဉ်အနေနဲ့ဖီရီယန်နဲ့တဖန်ပြန်လည်ရှင်ပြန်ထိုးသက်သွားအောင်မှာပဲဖြစ်ပါတယ်။မီရပ်အနေနဲ့သူ့ရဲ့ချန်ပီယံကပတ်ကာကွယ်ပွဲမတိုင်ခင်ကသူက UFC အဖွဲ့အစည်းမှာတော်တော်လေးကိုပွဲကျမ်းပြထားခဲ့တဲ့ဖိုင်တာဖြစ်ပြီးတော့ MMA ပွဲပေါင်း25ပွဲထိရှင်ပြန်ထိုးသက်ထားပြီးတော့ အဲ့ဒီတိမ်မှာမှာနဆက်တဲ့ပွဲတွေကိုနိုင်ယူရရှိထားတဲ့ fighter ဖြစ်ပါတယ်။ဒါ့အပြင် Mirab ရဲ့နောက်ထပ်အချက်တစ်ခုကိုပြောပြရမယ်ဆိုလို့ရှင်တော့သူ့ရဲ့ဒီ take down ကတော်တော်လေးကိုကောင်းတဲ့ fighter တွေမှာပေါဝင်တာဖြစ်ပြီးတော့ wrestling mic မှာကျန်းတာအပြင် take down ယူတဲ့ပိုင်းမှာလည်းတော်တော်လေးကိုကျန်းတဲ့ fighter ဖြစ်ပါတယ်။သူ့ရဲ့ take down record ကိုပြောရမယ်ဆိုလို့ရှင်တော့သူက118ကြိမ်ပွဲတစ်ပွဲအတွင်းမှာ take down ရယူပြခဲ့တဲ့ fighter ဖြစ်ပြီးတော့သူ့အနေနဲ့တော်တော်လေးကိုကျန်းတဲ့ wrestling ရှိတဲ့ fighter ဖြစ်ပါတယ်။ဒါပေမဲ့ wrestling ကသူ့ရဲ့အဓိကအားသာချက်မဟုတ်ဘဲနဲ့သူ့ရဲ့အားသာချက်ကတော့ cardio ဖြစ်ပါတယ်။သူ့ရဲ့တက်လုံကြီးကတော် တော်လေးကိုကောင်းတဲ့ fighter ဖြစ်တယ်လို့ပြောရမှာဖြစ်ပြီးတော့သူ့အနေနဲ့9မိနစ်5ကြီး25မိနစ်တိတိရှင်ပြိုင်ထိုးတတ်တယ်ရှင်ပြိုင်ထိုးတတ်တဲ့အထဲမှာလည်း take down တွေတောက်လျှောက်ရယူပြီးတော့တက်လုံကြွေစင်မဲ့ကစားပုံကစားနည်းနဲ့ပဲသူကရှင်ပြိုင်ထိုးတတ်တာတော့မှသူကပွဲပြီးသွားတဲ့အချိန်မှာလုံးဝကိုအလက်ကြီးရှိနေတဲ့ fighter ဖြစ်ပြီးတော့သူ့ရဲ့တက်လုံကြီးကတော့တော်တော်လေးကိုကြောက်ဖို့ကောင်းတဲ့ fighter လို့ပြောရမှာပဲဖြစ်ပါတယ်အခုလာမဲ့ Viren Yan နဲ့ရှင်ပြိုင်ထိုးတတ်မဲ့ပွဲစဉ်အပါအဝင်ဆိုလို့ရှိရင်သူ့အနေနဲ့သူဟာ 2025ခုနှစ်အတွင်းမှာသူ့ရဲ့ချန်ပီယံကပတ်ကို3ချိန်ထိကာကွယ်မှာဖြစ်ပြီးတော့ဒီပွဲစဉ်တိုင်းရရှိသွားခဲ့မယ်ဆိုရင်သူက record အသစ်တွေလည်းထပ်ပြီးတော့တင်သွားနိုင်အောင်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ Mirror Devolution ဘေးအနေနဲ့သူက ဒီ UFC ရဲ့ပန်းနံဝင်တန်းမှာအကြမ်းဆုံး fighter ဂုတ်တူဖြစ်လာပြီလို့ပြောရမှာပဲဖြစ်ပါတယ်။အဲဒီလိုမျိုးဖြစ်လာပြီးတဲ့နောက်ပိုင်းမှာဆိုလို့ရှိရင်တော့သူ့အနေနဲ့သူကသူ့ရဲ့ champion ကပတ်ကိုကာကွယ်ပြီးသွားတဲ့နောက်မှာ weight တက်ဖို့အစီအစဉ်ရှိတယ်ဆိုပြီးတော့ကျွန်တော်အနေနဲ့သတင်းသေးသေးကြားမိပါတယ်။အကယ်၍သာသူ့အနေနဲ့ weight တက်မယ်ဆိုလို့ရှိရင်တော့လက်ရှိလောလောဆယ် champion ဖြစ်နေတဲ့ အလက်ဇန်ဒါဗိုဂနော့စကီနဲ့ရှင်ပြိုင်ထိုးသက်သွားရမှာဖြစ်ပြီးတော့တကယ်လို့အဲ့ဒီပွဲစဉ်သာပြစ်လာခဲ့မယ်ဆိုရင်လည်းတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းမဲ့ပွဲစဉ်ဖြစ်မှာပါဒါပေမဲ့လည်း B-Rap တွေနဲ့ကတော့အခုချိန်မှာသူ့အနေနဲ့သူ့ရဲ့စတုတ္တမြောက်ချန်ပီယံကပတ်ဒီကောက်ဝဲဝဲကိုပဲအာရုံစိုက်ထားရမှာဖြစ်ပြီးတော့အဲ့ဒီပွဲစဉ်မှာဖီတိုယန်ကရောဘယ်လိုလုပ်ပြသွားနိုင်မလဲ B-Rap ကရောဘယ်လိုလုပ်ပြသွားနိုင်မလဲဆိုတာကျွန်တော်တို့ပရိသတ်တွေနဲ့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ် UFC ရဲ့ဒီဝိတ်တန်းငယ်တွေမှာဆိုလို့ရှိရင် Fighter တွေရဲ့လင်မြန်ဖြတ်လက်မှုကတော်တော်လေးကိုဒီရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ပရိသတ်တွေနဲ့ ပွဲစဉ်ကိုယက်တာမြောက်အောင်ကောင်းကောင်းကြည့်ရမှာဖြစ်ပြီးတော့ဒီပွဲစဉ်ကိုပြည်သက်တွေနေနဲ့လက်လွတ်မခံဖို့ကျွန်တော်နေဒီနေ့ကနေတိုက်တွန်းချင်ပါတယ်